ဂျပန်နိုင်ငံဂျာယီဝင်ကြီး မိုတဲဂီတိုရှီမေဆုဟာနိုဝင်ဘာလတရနေ့မှာဂျပန်အစိုးရရဲ့ဖိတ်ကြားချက်အရဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ကုလသမဂ္ဂတွင်ရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ဂျူလီဘစ်ရှော့နဲ့တွေ့ဆုံကမြန်မာအရေးကိုဆွေးနွေးခဲ့ကြပါတယ်။ဒီတွေ့ဆုံမှုအတွင်းဂျပန်နိုင်ငံဂျာယီဝင်ကြီးမိုတဲဂီကမြန်မာနိုင်ငံရဲ့အခြေအနေပုံမဆိုးရွားလာနေတဲ့အပေါ်အလေးနက်စိုးရိမ်မကင်းဖြစ်မိကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာစစ်တပ်ကိုအခြေအနေတွေတိုးတက်ကောင်းမွန်လာအောင်တိုက်တွန်းနေတာတွေနဲ့မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးအပ်နေတာအပါအဝင်မြန်မာအရေးကြိုးပမ်းဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။မြန်မာအရေးတိုးတက်လာဖို့ကုလသမဂ္ဂရဲ့တက်ကြွတဲ့အခမ်းကဏ္ဍကိုဂျပန်ကမျှော်လင့်နေပြီးနှစ်ဖက်စလုံးက အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ကြပါတယ်။ ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ဖိတ်ကြားချက်နဲ့ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ဂျူလီပစ်ရှော့နဲ့ဝန်ကြီးမိုတဲဂီရိုဟာမိနစ်30ကြာတွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံရဲ့ပုံမှုဆိုးရွားလာနေတဲ့ခြေနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတယ်လို့ဂျပန်နိုင်ငံသားရေးဌာနကလည်းထုတ်ပြန်ထားပါတယ်။ဂျူလီပစ်ရှော့ရဲ့မြန်မာရေးဖြည့်ရှင်းဖို့ကြိုးပမ်းမှုတွေကိုလေးစားသမှုရှိကြောင်းမြန်မာနိုင်ငံမှာပြည်ပခခြေနေဆိုးရွားလာတဲ့အပေါ် အလို့အမင်းစိုးရိမ်မိကြောင်းပြိပခဖြစ်ရှင်းတာ တိုးတက်လာစေဖို့နဲ့မြမပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီ အကောင့်ထဲပေါ်ဆောင်ရွက်ဖို့တိုက်တွန်းတာမျိုးလိုဂျပန်အစိုးရရဲ့မြမအရေးဖြည့်ရှင်းဖို့ကြိုးပမ်းမှုတွေကိုဝင်းကြီးမိုတဲဂီကပြောကြားခဲ့ပါတယ်။အထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ကလည်းအာနာသိမ့်မှုဖြစ်ပွားပြီးနောက်ကုလသမဂ္ဂရဲ့မြမအရေးဆောင်ရွက်ချက်တွေနဲ့အနာဂတ်အလားအလာတွေကို ရှင်းပြခဲ့ပြီးနောက် ဂျပန်နိုင်ငံရဲ့အရေးပါတဲ့အခမ်းကဏ္ဍနဲ့ကြိုးပမ်းအားထုတ်မှုတွေကိုတံပိုးထားအတိမတ်ပြုကြောင်းတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်ဂျူလီဘက်ရှော့ကို2024ခုနှစ်ဧပြီလမှာခန့်ခဲ့တာဖြစ်ပါတယ်။ rise today in support of HR 4423, the bipartisan No New Burma Funds Act. This bill, which I introduced with my. စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကိုကမ္ဘာ့ဘဏ်ကထောက်ပံ့ငွေနဲ့ချေးငွေတွေမပေးရေ No New Burma Funds Act ကို American Allotor ကအတည်ပြုလိုက်ပါတယ်။မြန်မာစစ်တပ်စီငွေကြေးစည်းစစ်နိုင်တဲ့ကမ္ဘာ့ဘဏ်ရဲ့ငွေကြေးရန်ပုံငွေတွေဆက်လက်ရပ်တန့်ထားရတော့ဥပဒေချမ်းတစ်ခုကိုဒီဇင်ဘာလ၁ရက်နေ့ကအတည်ပြုလိုက်တာပါ American Outlook တော်မှာ ထောက်ခံမဲ385မဲနဲ့ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်းအဆိုပါဥပဒေမူကြမ်းကိုလွှတ်တော်အမတ်နီကီမာဝီလီယန်နဲ့ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်အမတ်မစ်ယန်ကင်တို့ကအခုနှစ်ဇူလိုင်လမှာတင်သွင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ဆယ်အနေနဲ့အခုဥပဒေမူကြမ်းကို အမေရိကန်အထက်လွှတ်တော်မှဆွေးနွေးအတည်ပြုဖို့လိုနေသေးပါတယ်။အခုမူကြမ်းကို အထက်လွှတ်တော်ကအတည်ပြုလိုက်တဲ့ဆိုရင်တော့တမရဒေါ်နယ်ထရန့်စီရောက်သွားမှာဖြစ်ပြီးတမရကလက်မှတ်ထိုးရင်တော့ ဥပဒေမူကြမ်းဟာဥပဒေဖြစ်စတင်အသက်ဝင်မှာဖြစ်ပါတယ်။ဥပဒေမူကြမ်းတင်ခဲ့တဲ့တောင်ကယ်လီဖိုးနီးယားလွှတ်တော်အမတ်ယမ်ကင်ကစစ်ဆိုးရဟာနိုင်ငံတကာဗန်နာရေးအဖွဲ့အစည်းတွေရဲ့ရန်မုံငွေတွေကိုထိမ့်သိမ့်နိုင်မှာမဟုတ်တလို့လိုအပ်နေတဲ့ပြည်သူတွေစီကိုပေးပို့နိုင်မယ်လို့မယုံကြည်ရဘူးလို့ဥပဒေချမ်းမဲမခွဲခင်ဆွေးနွေးချိန်မှာထည့်ပြောကြခဲ့ပါတယ်။အဓိကရွေးချက်မှာနိုင်ငံတကာပြည်လဲတိဆောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဝေါ်ဘဏ်ကနေတဆင့် မြန်မာနိုင်ငံကိုငွေကြေးဆိုင်ရာဂတိကဝတ်အသစ်တွေဒါမှမဟုတ်ငွေပေးချေမှုအသစ်တွေမှာအမေရိကန်ပြည်ထောင်စုပါဝင်ခြင်းမရှိသေးဖို့တားဆီးရန်ဖြစ်ကြောင်းအခုလိုရန်မုံငွေရပ်ဆိုင်းမှုမှာ2021ခုနှစ်မှာဒီမိုကရေစီနီးကျရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကိုဖြုတ်ချပြီးတော့စစ်တပ်ကအာဏာသိမ်းမှုကိုဒဏ်ခတ်အရေးယူခြင်းဖြစ်တယ်လို့သိရပါဗျာ။ စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးမှုတွေပြည်တွင်းမှာစတင်နေပြီဖြစ်သလိုပြည်ပရောက်မြန်မာတွေအနေနဲ့ကြိုတင်မဲပေးရမယ့်နေရက်တွေကိုလည်းတန်ယုံတချို့ကထုတ်ပြန်နေပြီဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ရဲ့ရွေးကောက်ပွဲအတွက်ပြည်ပရောက်နေသူတွေရဲ့ကြိုတင်မဲကိုတန်ယုံတချို့ကဒီဇင်ဘာလတရက်မှာစတင်လက်ခံနေပြီးတွားရောက်မဲပေးသူ မရှိသလောက်နေပါတယ်လို့ပြည်ပရောက်မြန်မာအတိုင်ဝန်းစီကနေသိရပါတယ်။ပြည်ပနိုင်ငံတွေအနေနဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့နဲ့ UAE နိုင်ငံအဘူဒါဘီမြို့ကစစ်ကောင်စီတန်ယုံတွေမှာကြိုတင်မဲပေးနိုင်မဲ့မဲယုံကိုစဖွင့်ထားတာဖြစ်ပြီးကြိုတင်ဆန္ဒမဲပေးခြင်းတွေကိုလေးရက်တိုင်ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။အီဂျစ်နိုင်ငံဆိုင်ရာမြန်မာတန်ယုံကတော့နိုဝင်ဘာလ29ရက်နေ့ကစပြီးဒီဇင်ဘာလ1ရက်နေ့အထိရုံးချိန်အတွင်းမဲပေးရမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမာမြို့မှာအခြေစိုက်တဲ့မြန်မာကောင်စီဝင်ရုံးချုပ်ကတော့မြောက်ပိုင်းခရိုင်တွေမှာအလုတ်လုတ်ကင်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ဒီဇင်ဘာလ၁ရက်ကနေ၄ရက်နေ့အထိတက်တန်းရှိ passport မူရင်းနဲ့မှတ်ပုံတင်မူရင်းကိုယူဆောင်လာပြီးမဲပေးနိုင်ကြောင်းနိုဝင်ဘာလ၂၆ရက်နေ့မှာကြေညာခဲ့ပါတယ်စစ်ကောင်စီရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးခွင့်ကို ထိုင်းစင်ကာပူမကာအိုနဲ့ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့မှာဒီဇင်ဘာ၆ရက်နဲ့9ရက် မလေးရှားနိုင်ငံမှာတော့ဒီဇင်ဘာ6ရက်ကနေ8ရက်အထိနဲ့ရုရှားနိုင်ငံမှာတော့ဒီဇင်ဘာ9ရက်နဲ့6ရက်တို့မှာကြိုတင်မဲပေးနိုင်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။အခုလက်ရှိမှာ UAE နိုင်ငံမှာကြိုတင်မဲပေးတာကိုစတင်လက်ခံနေသလိုတခြားနိုင်ငံတွေမှာလည်းမဲပေးဖို့တတ်မှတ်ရက်ကပ်လာချိန်အထိပြည်ပရောက်မြန်မာနိုင်ငံသားတွေကစိတ်ဝင်စားမှု ရှိမနေကြတာဖြစ်ပါတယ်။ အာနာသိန်းစစ်တပ်ကမြန်မာအလုံသမားများစွာရှိနေတဲ့ကိုရီးယားနိုင်ငံမှာချုပ်တင်မဲ့အတွက်ပုံစံ15လျှောက်လာတွေကို မဖြစ်မနေဖြေခိုင်းတာမျိုးဖိအားပေးလှုပ်ဆောင်ခဲ့ပါတယ်မြန်မာရွှေပြောင်းလုပ်သားတွေနဲ့စစ်တပ်ရဲ့ဖိနှိပ်မှုကြောင့်တင်းရှောင်ကြသူတွေအများဆုံးရှိနေတဲ့ထိုင်းနိုင်ငံမှာလည်းဖိအားပေးမှုတွေရှိလာနေပေမဲ့မဲပေးဖို့အတွက်ရွေးကောက်ပွဲနဲ့ပတ်သက်လို့စိတ်ပါဝင်စားမှုမျိုးမတွေ့ရဘူးလို့ထိုင်းရောက်မြန်မာအရေးလှုပ်ရှားသူတွေကဆိုကြပါဗျာ မလေးရှားနိုင်ငံစီလံကောပြည်နယ်မှာတရားမဝင်နေထိုင်အလုံလုံကိုင်းနေတဲ့မြန်မာနိုင်ငံသား39ယောက်အပါအဝင်နိုင်ငံခြားသား133ယောက်ကိုဖမ်းဆီးခဲ့တယ်လို့မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့နဲ့26ရက်နေ့တွေမှာစီလံကောပြည်နယ်စီပန်းမြို့မှာရှိတဲ့ဈေးဝယ်စင်တာတစ်ခုရဲ့စားတောက်ဆိုင်ဝင်းနဲ့ကလန်းမြို့မှာရှိတဲ့တိုက်ခန်း၅လုံးမှာစစ်ဆေးရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လူဝင်မှုကြီးကြပ်ရေးဌာနကပြောပါတယ်။ စစ်စင်ရေးဖွဲ့ကိုဈေးဝယ်စင်တာရဲ့စားတောက်ဆိုင်ဝင်းနေစီဆေးလွတ်ခဲ့ပြီးနိုင်ငံသား62ယောက်နဲ့ဒေသခံ35ယောက်အပါအဝင်လူပုဂ္ဂိုလ်128ဦးကိုစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။တချိန်တည်းမှာပဲမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာမြမအလုသမားတွေအများဆုံးလုကင်နေတဲ့ဈေးတွေနဲ့နေအိမ်တွေကိုမလေးရှားအာဏာပိုင်တွေကနိုဝင်ဘာလ28ရက်နေ့မှာစီးနှင်းရှာဖွေခဲ့ပြီးတော့တရက်အတွင်းမှာပဲမြန်မာနိုင်ငံသားအယောက်900ဝန်းကျင်ဖမ်းမိသွားတယ်လို့သိရပါဗျ။ အရင်ကနဲ့မတူပဲအခုတစ်ချိန်စီးနေမှုတွေမှာမလေးရှားအာဏာပိုင်တွေဟာအရက်ဝတ်တွေနဲ့အသွင်ယူပြီးရိုက်နှက်တာတွေအထိလုပ်ခဲ့တယ်လို့သိရပါဗျ။သူတို့အားလုံးကိုလူဝင်မှုကြီးကြပ်ရေးဥပဒေတွေကျူးလွန်မှုအတော့ထိမ့်သိမ်းခဲ့တာဖြစ်ပြီးလူဝင်မှုကြီးကြပ်ရေးထိမ့်သိမ်းရေးစခန်းမှာထားရှိထားတယ်လို့ထုတ်ပြန်ထားပါဗျ။မလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်ခြင်းတတ်မှတ်ချိန်ထက်ကျော်လွန်နေထိုင်ခြင်းနဲ့ခွင့်ပြုမိန့်ကိုအလွဲသုံးစားပြုခြင်းတွေနဲ့ပတ်သက်ပြီးမြို့သူကိုမဆိုးပြင်းထန်စွာအရေးယူမယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ထားပါတယ်။အထောက်ထားမဲ့နိုင်ငံခြားသားတွေကိုဖမ်းဆီးတဲ့မလေးရှားအာဏာပိုင်တွေရဲ့ Operacy စီမံချက်ကြောင့်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်းမြန်မာနိုင်ငံသားယာနေချီဖမ်းဆီးခံခဲ့ရတယ်လို့လည်းမလေးရှားရောက်ရွှေပြောင်းအလို့သမားရေးကူညီပေးနေသူတွေကပြောပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေထဲမှာ UN ကလို့ခေါ်တဲ့ UNHCR ရဲ့ဒုက္ခသည်အထောက်အထားကကန်ဆောင်ထားသူတွေဟာပြန်လည်လွတ်မြောက်နိုင်ပေမဲ့အထောက်အထားမရှိသူတွေဟာ မြန်မာနိုင်ငံဘက်ကိုပြန်ပို့ခံရဖွယ်ရှိနေပါတယ်။မလေးရှားအစိုးရအနေနဲ့လက်ရှိမှာမြန်မာနိုင်ငံကတရားဝင်လုံသားခေါ်ယူမှုကို ပိတ်ပင်ထားသလိုအလုံလုံကန်ခွေကတ်လုပ်ပေးတဲ့အစီအစဉ်ကိုလည်းရပ်ဆိုင်းထားပါတယ်။မလေးရှားနိုင်ငံမှာမြန်မာရွှေပြောင်းလုံသမားဥယေငါးသိန်းထက်မနည်းရှိနေပြီးတော့ဒီထက်လည်းများနိုင်တယ်လို့ရွှေပြောင်းလုံသမားရေးဆောင်ရွက်နေသူတွေကပြောကြားထားပါတယ်။ ရန်ကုန်မြို့လေတုအေးသွေးညွန်ကိန်း AQI ဟာဒီဇင်ဘာလ2ရက်နေ့မနက်၈နာရီခွဲမှာအနီရောင်စစ်မှာရှိနေတယ်လို့ရန်ကုန်မှာရှိတဲ့တဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Environment Health and Safety မြန်မာ EHS မြန်မာကအသိပေးထားပါတယ် US AQI 198နဲ့ PM 2.5 level နဲ့ I2A ဖော်ပြချက်အရလေတုညဉ့်ညံ့မှုကမ္ဘာအဆင့်17ကိုရောက်ရှိနေပြီးတော့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အခြေအနေဖြစ်တယ်လို့လည်း EHS မြန်မာကလူမှုကွန်ရက်စာမျက်နှာကနေတဆင့်အတီးပေးထားတာဖြစ်ပါတယ်။ဒါကြောင့်အပြင်သွားလာကြမယ်။ရန်ကုန်မြို့နေပြည်သူတွေအနေနဲ့ PM 2.5ကိုကာကွယ်နိုင်မဲ့ mask တွေမဖြစ်မနေတက်ဆင်သွားတင်တယ်လို့လည်းအကြံပြုထားပါတယ်။အဆိုပါအနီအောင်စင်ကိုဒီဇင်ဘာလ၁ရက်နေ့ကရောက်ရှိခဲ့တာဖြစ်ပြီးတော့စောင်းတွင်းရောက်လာတာနဲ့လေထုညဉ့်ဉန်းမှုဖြစ်စေရတဲ့အကြောင်းရင်းအဓိကမှာအပူချိန်ပြောင်းလဲတာကြောင့်ဖြစ်တဲ့အပြင် မော်တော်ယာဉ်အသုံးပြုမှုများပြားခြင်းအမိုက်မီးရှို့ခြင်း စိုက်ပျိုးရေးအတွက်မီရှူခြင်းနဲ့နေဆက်ဖြတ်ကျော်မီကိုမြူတွေနဲ့စွမ်းရည်သုံးဆွဲမှုများလာခြင်းတွေကြောင့်ဖြစ်တယ်လို့အသိပေးချက်မှာဖော်ပြထားပါတယ်။ဒါအပြင်အိန္ဒိချင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာတော့ဒီဇင်ဘာလ၁ရက်နေ့မှာလေထဲမှာပါဝင်တဲ့အမုံမွှားသေးငယ်မှု PM2.5 ဟာအနီရောင်ကန့်သက်ချက်ထက်ကျော်လွန်နေပြီးနှာခေါင်းဆီးတွေဝစ်ဆင်သွားလာကြဖို့ဘန်ကောက်မြို့ရောစီမံအုပ်ချုပ်ရေးဖွဲ့ကထုတ်ပြန်ထားပါတယ်။ဘန်ကောက်နေပြည်သူတွေအနေနဲ့အပြင်ထွက်တဲ့အခါ နှာခေါင်းဆီးတွေဝစ်ဆင်ကြဖို့ပြင်ပလှုပ်ရှားမှုတွေမှာ အချိန်ပမာဏကိုကန့်သက်ထားဖို့ချောင်းဆိုးခြင်းအသက်ရှူရခက်ခဲခြင်းနဲ့မျက်လုံးရရန်ခြင်းတွေလိုပုံမှန်မဟုတ်တဲ့ယောဂလက္ခဏာတွေရှိမှရှိစောင့်ကြည့်သင့်ပြီးယောဂလက္ခဏာတစုံတရာပေါ်ပေါက်လာပါကချက်ချင်းစေကူတော်မှုခံယူကြဖို့ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးဖွဲ့ကအကြံပြုထားပါတယ်။